မြမပြီမာနေပါတယ်။စောင်းနာမည်ကမြမပြီမာနေပါတယ်။အပိုင်းအစလေးတွေကို သူ့နေရာနဲ့သူအံဝင်ဝင်ကြဖြစ်အောင်ပြန်တက်ပြီးကစားရတဲ့အယုတ်ဆက်ကစားနည်းလေးကိုတီးကြမယ်ထင်ပါတယ်။မြမပြီမြေပုံလေးကိုဖျက်ဆက်အပိုင်းလေးတွေလှုပ်ထားပါတယ်။မြမပြီမာနေပါတယ်ဆိုတော့စာအုပ်လေးရဲ့မျက်နှာဖုံးမှာတာတာမီမီတို့ရဲ့မျက်နှာပုံလေးပါတယ်။အပိုင်းအစ၁၁ခုကိုတွေ့ရပါတယ်။ ရုပ်ဆက်ကားချက်ဆက်တယ်လို့မျိုးဖြစ်ပါတယ်။စာအုပ်ရဲ့ကြောကက်စာမျက်နှာကတော့မြန်မာပြည်မျိုးပုံကိုမြင်ရတယ်။အပိုင်းစာလေးတွေကို နေရာတကျဆက်ထားတာပါ။စာမျက်နှာတင်မှာတော့သားသားနာမည်မိုးတာပါမြန်မာပြည်မှာမွေးပါတယ်။တားငယ်လေးတယောက်ရဲ့ပုံကိုမြေပုံရဲ့ရုပ်ဆက်ကားချက်အပိုင်းစာတစ်ခုထဲမှာထည့်ထားတာဖြစ်ပါတယ်။တားလေးမိုးတာကမြန်မာပြည်မှာမွေးပါတယ်တဲ့။ စာမျက်နှာနဲ့မမီးနာမည်ချမ်းချမ်းမှာမြန်မာပြည်မှာမွေးပါတယ်။တမင်းငယ်လေးတယောက်ရဲ့ပုံကိုမြေပုံရဲ့ရုပ်ဆက်ကားချက်ဖြတ်ပိုင်းတစ်ခုရဲ့အထဲမှာတွေ့ရတာဖြစ်ပါတယ်။စာမျက်နှာသုံးပါတော့တန်းငယ်လေးတယောက်ရဲ့ပုံကိုမြေပုံရဲ့ရုပ်ဆက်ကားချက်အပိုင်းစာတစ်ခုထဲမှာထည့်ထားတာဖြစ်ပါတယ်။ဇာမျက်နှာလေးမှာ မင်းမင်းနာမည်တောင်းတောင်းပါမြန်မာပြည်မှာမွေးပါတယ်ဒီပုံမှာလဲအရင်ပုံတွေလိုပဲတမင်းငယ်လေးတယောက်ရဲ့ပုံကိုမြေပုံရဲ့ရုပ်ဆက်ကားချက်အပိုင်းစာတစ်ခုထဲမှာထည့်ထားတာဖြစ်ပါတယ်စာမျက်နှာငားမှာလဲမင်းမင်းနာမည်ရှင်းလဲပါမြန်မာပြည်မှာမွေးပါတယ်တမင်းငယ်လေးတယောက်ရဲ့ပုံကိုမြေပုံရဲ့ရုပ်ဆက်ကားချက်အပိုင်းစာတစ်ခုထဲမှာထည့်ထားတာဖြစ်ပါတယ်စာမျက်နှာနံပါတ်6မှာတော့ တတနာမနာရဲ့ပါမြမပြီမမွေးပါတယ်။တန်းငယ်လေးတယောက်ရဲ့ပုံကိုမြေပုံရဲ့ရုပ်ဆက်ကားချက်အပိုင်းစာတစ်ခုထဲမှာထည့်ထားတာဖြစ်ပါတယ်။စာမျက်နှာခုနှစ်မှာမီမီနာမည်ပုံပုံမှာမြမပြီမမွေးပါတယ်။တမင်းငယ်လေးတယောက်ရဲ့ပုံကိုမြေပုံရဲ့ရုပ်ဆက်ကားချက်အပိုင်းစာတစ်ခုထဲမှာထည့်ထားပြန်ပါတယ်။စာမျက်နှာရှင်မှာမီမီနာမည် Esther ပါမြမပြီမမွေးပါတယ်။ ။သမီးငယ်လေးတယောက်ရဲ့ပုံကိုမြေပုံရဲ့ရုပ်ဆက်ကားချက်အပိုင်းစာတစ်ခုထဲမှာထည့်ထားတာဖြစ်ပါတယ်။အဲစာမျက်နှာကိုမှလည်းမိမိနာမည်ရှင်းရှင်းမှမြန်မာပြည်မှာမွေးပါတယ်။သမီးငယ်လေးတယောက်ရဲ့ပုံကိုမြေပုံရဲ့ရုပ်ဆက်ကားချက်အပိုင်းစာတစ်ခုထဲမှာထည့်ထားတာဖြစ်ပါတယ်။စာမျက်နှာတစ်ဆင့်မှာတော့တာတာနာမည်ဆန်းဆန်းပါမြန်မာပြည်မှာမွေးပါတယ်။တားငယ်လေးတယောက်ရဲ့ပုံကို မြေပုံရဲ့ရုပ်ဆက်ကားချက်အပိုင်းအစတစ်ခုထဲမှာထည့်ထားတာဖြစ်ပါတယ်မိမိတို့အားလုံးကမြန်မာပြည်ကိုချစ်ပါရယ်ကြည်လိုက်ပါဦးအပိုင်းအစလေးတွေကို နေရာတကျဆက်လိုက်တော့တိတ်ကိုလှပါတယ်မြန်မာပြည်မြေပုံလေးဖြစ်လာတာပေါ့တသားမိမိတို့ရဲ့ချစ်စရာမျက်နှာလေးတွေကိုလည်းမြေပုံထဲမှာမြင်နေရတယ်သူတို့တွေဟာ နေထိုင်တဲ့နေရာဒေသပြောဆိုတဲ့စကားအသုံးနှုန်းနဲ့ လူမျိုးဘာသာယဉ်ကျေးမှုဒလေတွေယုံကြည်ကိုးပယ်မှုတွေမတူညီပဲ꽌ပြားကောင်း꽌ပြားနိုင်ပါတယ်။ဒါပေမဲ့တူညီတာတော့ရှိတယ်။သူတို့အားလုံးမြမပြည်မှာအတူတကွမွေးဖွားနေထိုင်ကြတာပါတဲ့။ဒီစာအုပ်လေးကတော့မိမိကိုယ်ကိုတံမိုးထားတဲ့အပြင်အခြားသောမတူ꽌ပြားမှုတွေကိုလက်ခံတံမိုးထားတဲ့ဖို့ရည်ရွယ်အတိပေးနှိုးဆော်ထားတာပဲဖြစ်ပါတယ်။တသားမိမိတို့ရော မမာမွေးတာလေမမာနေကြတာလေ